တပည့်တော်မှာတဲ့ဂောပကဆိုတဲ့တပည့်တော်ရဲ့သားနတ်သားတယောက်ရှိတယ်တဲ့အဲ့ဒီဂောပကနတ်သားရဲ့အကြောင်းကိုမြတ်စွာဘုရားကရှောက်တာအကြမ်းမင်းကအဲ့ဒီဂောပကနတ်သားကသူ့ရဲ့သားအရင်ဘဝတုန်းကတာကီဝင်းမင်းသမီးတယောက်ဂောပိကာတဲ့နတ်သားမဖြစ်ခင်တုန်းကဘာဖြစ်တယ်မိန်းကလေးလေးတယောက်ဖြစ်တာဂောပိကာတဲ့နော်အဲ့ဒါဘုရားရဲ့သာသနာတော်ကိုအင်မတန်ကြီးညိုတယ် ယောက်ျားအင်မတန်ဖြစ်ခြင်းနဲ့မိန်းမဘဝကိုဆက်ဆုပ်တယ်။ဒါကြောင့်ယောက်ျားဖြစ်ဖို့အတွက်အကျင့်မြတ်ကိုကျင့်ပြီးတော့အမြဲတမ်းဆန္ဒပြုတယ်။ဒါကြောင့်အဲ့ဒီဂောပိကာတာကိဝေမင်းသမီးလေးသေတော့တရားမင်းရတ္တဂောပကနတ္တဆိုပြီးတော့သွားဖြစ်တယ်။တနေ့တော့အဲ့ဒီဂောပကနတ္တကနတ်စည်းတိမ်တွေခံစားပြီးတော့နေရင်းနဲ့ရှေ့မှာကကြေတဲ့ဂန္ဓပနတ်တွေကခုံတီးမှုန့်နေတာကိုကြည့်။ကြည့်ရင်းနဲ့အဲ့ဒီဂန္ဓပနတ်ကနေတဲ့နတ်တွေတွေကအထူးသဖြင့် ကန္ဓပ္ပနတ်၃ယောက်ဟာဒီပြင်နဲ့တည်းနဲ့မတူဘဲနဲ့အယောင်အဝါတွေအင်မတန်တောက်ပပြီးတော့ထွန်းလဲနေတယ်။အဲ့ဒါကိုမြင်တော့အဲ့ဒီဂောပကနတ်သားကဒီကန္ဓပ္ပနတ်၃ယောက်ဟာတခြားသောနတ်တွေနဲ့မတူတာဘာကြောင့်လဲလို့စဉ်းစားတာ။စဉ်းစားတော့ဩသူတို့ကအရင်ဘဝကယဟန်နေကိုလို့မြင်တယ်။နော်။ယဟန်နေမှာရိုးရိုးမဟုတ်ဘူးသီလနဲ့ပြည့်စုံတယ် ဇံအဘိညာဉ်ရတဲ့ယဟန်နေဆက်ပြီးတော့အဲ့ဒီဂောပကနတ်သားကနတ်တကူနဲ့ဆက်ပြီးတော့ကြည်တော့ဟာတီးပြင်းယဟန်နေမှာမဟုတ်ဖဲကိုငါအိမ်မှာအမြဲတမ်းဆုံးကံကြွတယ်ငါအမြဲတမ်းဆွန်းလောင်းနေတယ်ငါကိုဆူဆူမခဲ့တယ်ငါရဲ့ဆရာယဟန်တော်သုံးပါပါလားမြင်တယ်နော်မြင်တယ်နော်အဲ့ဒါနဲ့ तू စိတ်ထဲမှာမကောင်းဘူးကြည်စမ်းငါလိုမိမ့်ငယ်လေးတယောက်က တရားမင်းရဲ့သားဖြစ်အောင်လုပ်နိုင်တယ်။ယဟန်ကြီးတွေဖြစ်နေပါလက်ခင်နဲ့ငါရဲ့ဆရာဖြစ်နေပါလက်ခင်နဲ့ယုံညက်တဲ့ဂန္ဓပတ်နဲ့ငါ့ကိုဖြိုပြတဲ့နဲ့အောက်တန်းကြတဲ့နဲ့ဖြစ်နေတာ။အင်မတန်ဆက်ဆုပ်เสียရကောင်းတယ်။ဒီပုံကိုယ်တွေကိုတော့ငါနာအောင်ပြောမှာပဲဆိုပြီးတော့အဲ့ဒီဂောပကနတ်သားကလေအဲ့ဒီဂန္ဓပတ်နဲ့သုံးယောက်သင်တို့ကိုမြင်ရတာမကောင်းသောမြင်ခြင်းပဲစက်တည်မရှိဘူး။ မြတ်စွာဘုရားရဲ့တရားတော်ဆိုတာအဆင့်ဆင့်မြင့်မြတ်ရာတွေကိုညွှန်ကြားထားတာသင်တို့ကဘုရားရဲ့တရားကိုညံဥကိုဘယ်ဘက်လှည့်ပြီးတော့နာခဲ့တာလဲတဲ့ငါလိုမိမသားတယောက်တော်မှာသင်တို့ထက်မြင့်မြတ်တဲ့ဘုရားကိုရအောင်လုပ်နိုင်မြင့်မြတ်ရာကိုညွှန်ကြားတဲ့သာသနာတော်ကြီးနဲ့တွေ့ရတွေ့ပါလျက်ခင်တယ်ဘာကြောင့်မြင့်တဲ့မြင့်တဲ့ဘုရားတွေကိုရအောင်မလုပ်နိုင်တာလဲသင်တို့ရဲ့ညံဥတွေဟာဘယ်ဘက်ကိုလှည့်နေတာလဲလို့လက်တလို့ပြော ဟုတ်လားအဲ့ဒါလိုပြောတော့အဲ့ဒီခန္ဓာပတ်နဲ့သုံးယောက်ကဩကြည်စံမတို့ကိုဆွန်းလောင်းခဲ့တဲ့မတို့တပည့်မှဂောပိကာတာကီဝင်မင်းသမီးကဂောပကနတ်သားဆိုပြီးတော့သူကဖြောပြင်းနေရတယ်သူကခံစားနေရတယ်အဲ့ဒါလိုတံဝေခတွေရပြီးတော့ကနေရင်းနဲ့ရက်ပြီးတော့အဲ့ဒီနတ်သုံးယောက်ထဲကနှစ်ယောက်က တခါတည်းရခဲ့ပြီသားတရားကိုပြန်ပြီးတော့စဉ်းစားလိုက်တာပထမဇံမှာရပြီးတော့အနာဂံဖြစ်တယ်။နှစ်ယောက်ကနှစ်ယောက်ကနော်အနာဂံဖြစ်ပြီးတော့အဲ့ဒီနားတဲ့သုတိစိတ်ကြပြီးတော့နတ်ဘဝထက်မြင့်မြတ်တဲ့ဗြဟ္မဘဝကိုတခါတည်းတန်းပြီးတော့ရသွားတာ။နတ်တယောက်ကတော့ဘာတတိမှမရနိုင်မင်းနဲ့အဲ့ဒီကန္တပတ်နတ်မှာပဲပျော်ပြီးတော့ကမြဲကတိမြဲတိဒီလိုပဲဆက်ပြီး